ော်ဘလို့ကြော်တာလားအမြန်ကြော်မှဒါပါအောင်စတယ်လာတို့ဒီနေ့ပစွန်ချောင်းငံပြားရဲ့ကြော်လေးကြော်စားပြလို့အားလုံးပဲစတယ်လာနဲ့တူတူကိုလိုက်ချက်လို့ရအောင်ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်ဒီစင်ထားတဲ့ပစွန်ချောက်ရဲ့ရင်းနှွေးဖြောထားတဲ့မကြီးနှစ်ရဲ့ဒါကတော့ရေဖြောထားတဲ့စင်းသားငပိတို့ပဲဖြစ်ပါတယ်။စီတပ်ဖို့ကျွတ်နေကျွတ်ဖြူလေးတွေကို အခွန်နှွားပြီးတော့ရေစီထားတယ်။အဲပြီးလို့ရှိရင်ပပပပလှီထားလိုက်ပါမယ်။ စတေရာတို့အခန်းမှာအကြံဖတ်မရှိလို့မြုပ်တီတောက်လေးတွေကို ကိုယ်တိုင်အာနည်းနည်းလေးအကြံဖတ်လို့ပုံစံဖြစ်သွားအောင်နည်းနည်းလေးဆက်နေကြည့်လိုက်ပါမယ်ငါကြိတ်ထားတဲ့အကြံဖက်ရဲ့ဒါအမေဟိုနေရာပို့လာတဲ့အငရုပ်အလော်မှုတ်တို့ပေါ့နော်အဲ့ဒါတွေကိုအစင်းသင်းပြင်ထားလိုက်ပါမယ်အဲ့တော့မကြီးသေးအနှစ်အနှစ်တိုက်မှာပေါ့နော် ခြေသေးအနှစ်လေးရပါပြီ။ဒါကရေဆေးပြီးတော့ရေစိတ်ထားတဲ့ပုံစံတွေပါဒါလေးတို့အနှစ်ရောင်ထောင်းပါမယ်။ခွေးတန့်နေတဲ့ပုံစံတွေ ချောင်းထားရဲ့ပြုံကြောက်လည်းရပြီအခုဒီမှာတီးထားရဲ့စက်သွင်းမျိုးစီတက်လို့ဖို့လည်းရပြီဒါကအငှက်ဒီအကြမ်းဖက်နဲ့ဒါကကြာတော့ငှက်ဒီအလှော်မှုပေါ့နော်ဒါကမကြီးသေးတွေကိုအနှစ်တိုက်ထားရလည်းရပြီဆိုတော့အခုချိန်မှာဟင်းဆက်ချက်လို့ရပါပြီဟုတ်တယ် လောက်နေထားလေဆိုရင်ရပြီပေါ့နော်။ Okay ဒါဆိုရင်ဒီအနေဆိုလို့ရှိရင်ကြာရပါပြီမြင်ပြလိုက်ပါအောင်မယ်။အဖြူနေကြော်ပြီဆိုရင်တော့ငရုတ်သီးတွေကိုစီစားတတ်ပါမယ်။အုံနေနဲ့အစိမ့်မုံနေနဲ့အလော်မုံနဲ့အကြမ်းဖက်တို့ကိုစီတတ်ပါမယ်။အုံထားတဲ့ပုံစံချောက်လေးတွေကိုလည်းထည့်ပြီးတော့စီရောတတ်လိုက်ပါမယ်။ စွန်ချောက်လေးတွေမှွေးလာပြီဆိုရင်ဒီစိန်ထားတဲ့စင်းစားကပိတွေကိုစကားနဲ့စစ်ထည့်ပါမယ်။ပြီးရင်တော့ဒီမှာကြံသွားလို့ပေါ့နော်။ဒီဒီအနှစ်တိုက်ထားတာကိုလည်းဒီအဆင့်မှာထည့်ပြီးတော့တစ်ခါလေးရောမှွေးလိုက်ပါမယ်။အခုလိုတသားလေးဖြစ်နေပြီဆိုရင်ကြော်ထားတဲ့ကျက်သွင်ကြော်လေးတွေကိုပါတစ်ခါတည်းထည့်လိုက်ပါမယ်။ ီးရင်တော့ခုနကမကြီးအနှစ်ပကံလေးကိုပဲရင်းနေခုပူလေးထည့်ပြီးတော့ဒဲဦးလေးကိုလောင်းထည့်လိုက်ပါမယ်။အရသာအတွက်ကကြက်သားမဟုတ်ထမင်းစားစုံနဲ့တစုံထည့်ပြီးတော့အနေငယ်ဝင်လိုက်ပါမယ်။ငံပြားရေကြော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ငံပြားရေကိုထမင်းစားစုံနဲ့၄စုံ၅စုံစာလောက်ချိန်ပြီးတော့ထည့်လိုက်ပါမယ်။ ရင်တော့ငံပြိုင်နဲ့လေးမွေးလောက်အခုလိုပဲခဏနာလေးမွေးပေးလိုက်ပါမယ်။အချင်အငံအဆက်ကဲထားပြီးပြီဆိုရင်တော့အချိုရတာအတွက်ကိုတကြားညို့တစုံကိုထည့်လိုက်ပါမယ်။ခုလိုထွထွေးအီးအီးအနေထားလေးရောက်ပြီဆိုရင်ခုနကကြော်ထားတဲ့ကျက်တုံပြူကြော်လေးတွေကိုပါထည့်ပြီးတော့မှုန့်ပေးလိုက်ပါမယ်။ အခုဆိုရင်တော့အနေအရသာနဲ့ပြီးပြည့်စုံတဲ့ချင်းကန်ဆက်ပစုံကြောင်းငံပြားကြီးကြော်လေးရပါပြီကြည့်ပါအောင်ကဲညသာစားပါတော့မယ်အဖေမတူအမေလည်းမတူတဲ့အခန်းပေါ်ညီမလေးရောက်ပါလုံးလေးဒီဟင်ခါကိုပင်စိမ့်ခတ်ထားတာလေးရဲ့ကျဲဥကြော်ရဲ့အရွက်ကြော်တစ်ခွက်ရဲ့တိုးစရာလေးတွေနဲ့စားကြပါတော့မယ်။တိတ်တိုင်ရင်စားပါ။အမှန်တော့ပောက်ကြိုက်ပြောပြီးတော့စားနေကြတာပေါ့နော်။ အတူတူလိုက်ရည်ပြီးအတူတူလိုက်စားပေးကြပါအောင်အလုံးကိုကျွေးပါတယ်စားကြပါဦးနော်အမြန်ကြော်မဘာမှမရှိဘူးဘာမှမပါဘူးဘာမှမပါဘူးဝီးစားပါအောင်ဟုတ်လားအတူတူဘယ်လိုကြော်အမြန်ကြော်လဲဘာကြော်ချင်တာဘာဘာအထက်မှကြော်လဲလို့မင်းရှိတယ်လေဖြေရတာဟုတ်တယ်အမြန်ကြော်လဲစားရမလားလို့စားရမလားလို့ 我唔知喎，都有冇我嘅 Teddy 嘅，Thank you。我刚刚唔问 Teddy，怪唔 Teddy 嘛？唔问 Teddy 嘅啦，Teddy 嘅。你讲我浪。啊！啊，我们来，我们来，是谁呢？他们两个怎么来的？快点啊，快点啊！没啥秘密了。 nó ba sao không? Con, con mẹ Con mẹ Lấy giờ rồi Stella uống lấy à okay. mà Cô ra lúc anh đi lại mà Thật ra hả? Nó còn mẹ Ô bác ơi Mẹ rồi Rồi mà Em biết sao mẹ tỏa được được Em biết sao mẹ sao con nè Em đợi sao bro dưa bình nằm nhé à luôn Mấy Ba bữa cho nào Ê khâu liền จะไม่ทราบเนี่ยเรียบรู้ลูกกินข้าวเนี่ยทำไมซ้ายอะเอาเลยทำไมซ้ายเอาจบไทยหน่อยกินข้าวกินข้าวกินข้าวขาแล้วล่ะอืมยังกองยังกองเจ้าอู้จ๋อเอ๋หัวมาจ้าเฉยงได้อะมาเจ้าจะทำข้าวหน้าอะไร 面面前是吧？嗯，发现啥了？恁那里啥的嘛？啥没找？啥没找？没没没找。别的没有。找一点那么少。叫伢呗。面前吗？嗯。啊，俺带走。谁家呢？他家。不准叫俺带走。人家公鸡也挺大了，人家来人家干么？人家对呀，特别人家。 မလေးရှားမလေးရှားမှာလည်းမလေးရှားမှာလည်းပို့ပေးတယ်နော်မာမယ်ဆိုလို့ရှိရင်ပို့ပေးငံပြားရဲ့ချက်ရန်စကောင်းပါတယ်ငံပြားရဲ့ချက်ရှယ်ပဲငံပြားချက်ရှယ်တော့ရန်စောင်းနေမှာနော်ဒါမလေးနိုင်သူမလေးနိုင်သူလေးရောင်းနေပါလေဟဲ့ဆက်ခေါ်တော့ပြောလေချင်းချင်းစက်စက်နော်ဟုတ်တယ်မှာဟိုအရင်မငံဘူးသူကသွေးတွဲလို့ပဲစားလို့ရအောင်လေအစင်ပြေ ပြောအတားပြောပြီးထမင်းဆက်စားလိုက်ပါအောင်မယ်။အေးရလေတခါကြော်ထားပြီးရင်တပတ်ကြော်နှစ်ပတ်လောက်တည်းအေးအေးစစ်စစ်အပြင်မှာထားပြီးတော့စားလို့ရတယ်ပေါ့နော်။ဝင်ပစ္စည်းလေးတွေကလည်းလွယ်တာမို့လို့နိုင်ငံခြားမှာရှိနေတဲ့သူတွေလည်းအလွယ်တကူလည်းလှုပ်စားလို့ရတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။တက်တာ